PSG နေပြ Luis Enrique ကမိမိတို့အသင်းဟာအော်တိုဘာလမှာစုံတွင်းခဲ့စဉ်ကထက်တိုးတက်မှုများစွာရှိလာပြီးပိုကောင်းတဲ့အသင်းဖြစ်လာပြီလို့ကျွန်မပြောဆိုခဲ့ပါတယ်။ Enrique ဟာဒီကနေ့မှာအာဆင်နယ်အသင်းနဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့ရှင်ပြိုင်ကစားရမှာဖြစ်ပြီးပွဲကြိုသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောကြားခဲ့တာပါ။ PSG အသင်းဟာအခုရသည်ချန်ပီယံလိပြိုင်ပွဲမှာ League Face မှာအာဆင်နယ်အသင်းနဲ့စုံတွေ့ခဲ့ပြီးနှစ်ဂိုးကိုမရှိနဲ့ရှုံးနေခဲ့ပြီးဒီပွဲကိုအော်တိုဘာလကရှင်ပြိုင်ခဲ့တာပါ။ အဲ့တော့ကခုနှစ်လဒါမှမဟုတ်ရှင်းလာလောက်ကြာပါပြီကျွန်တော်အဲ့ဒီပွဲကိုပြန်ကြည့်ပြပါရယ်ကျွန်တော်တို့အများကြီးပိုကောင်းတဲ့အသင်းဖြစ်လာပါပြီကျွန်တော်တို့အခက်ခဲဆုံးလိအဆင့်နဲ့ရင်ဆိုင်ခဲ့ရတာပါအခုတော့ဌာနချက်တွေအများကြီးရှိလာပြီလို့ထင်ပါတယ်လို့ NRK ကပြောပါရယ် PSG အသင်းဟာလိဖေးမှာအရောပထိပ်သီးအသင်းတွေ ဖြစ်တဲ့အာဆင်နယ်အက်တလက်တီကိုဘိုင်ယန်မြူနစ်မန်စီးတီးတို့နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးအဆင့်15နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့အတွက် playoff ကစားခဲ့ရပါတယ် ဒါပေမဲ့ playoff အဆင့်မှာပြင်သစ်ကလပ် Brass အသင်းကိုနှစ်ကြိမ်စလုံးဂိုးပြတ်အနိုင်ယူခဲ့တယ်လို့၁၆သင်းအဆင့်မှာလှပဖို့ quarter final အဆင့်မှာ Aston Villa တို့ကိုကြောဖြတ်ပြီး semi final ကိုတန်လှမ်းလာခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ league fame မှာ အာဆင်နယ်အသင်းကိုရှုံးနိမ့်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့ဘောလူပွဲကိုတက်ရောက်ဖို့ပုံမအလားလာကောင်းတဲ့အသင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။အာဆင်နယ်နီးပြအတီတာကတော့ပွဲချိုသတင်းစာရှင်းလင်းပွဲမှာနှစ်ကြော့ကစားရတဲ့ပွဲတွေမှာဒုတိယအကြော့ကိုအိမ်ကွင်းမှာကစားရတဲ့အသင်းတွေကအားသာချက်ပုံမရရှိကြောင်းပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာကွာတာဖိုင်နယ်မှာဒုတိယအကြော့ကိုအဝေးကွင်းကစားခဲ့ရသလိုအခုဆီမီဖိုင်နယ်မှာလည်းဒုတိယအကြော့ကိုအဝေးကွင်းကစားရမှာဖြစ်တာကြောင့်အာဒီတာကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။